ငလေးနဲ့ခနိုင်တယ်လို့လေးလေးထားကတမနစ်တွင် ပြိုသွားတဲ့စကိုင်းဘီလာကွန်တော်တာဝန်ရှိသူတွေကိုတုတ်ပြန်လာခဲ့တဲ့ဒုက္ခအတိုင်းပေါ်မန်နေစီလေးဝင်းမန်နေစီလေးဝင်းကဒုက္ခအတိုင်းပေါ်မိသားစုရဲ့တမိငယ်ဆုံးဖြစ်ပါရင်ညီမနှစ်ယောက်ပဲရှိကပျော်ရှင်စရာမိသားစုလေးကိုဖန်တီးထားပေမယ့်ငလေးကြောင့်တပြိုတကွဲဖြစ်ခဲ့ရပါရင်မိခင်အမခဲအိုတူမလေးအကောလုံးကစကိုင်းဘီလာကွန်တော်နေစဉ်ပြိုကြကအသက်မဲ့သွားခဲ့ရပါ ကိုင်းပြည်လာကွန်တိုကငလင်းကြောင်းအဆောင်အုံကြီးတစ်ခုလုံးပြိုကျသွားခဲ့တာပါ။ဒါပြင်ပြိုကျပုံကလည်းတလွာချင်းပြိမိသွားခဲ့တာပါ။လေးလွာကလည်းမြေထဲကိုကျဝင်သွားတဲ့အထိဘလို့မှပြေးနိုင်တဲ့အခြေအနေမရှိခဲ့ပါဘူး။ဒါကြောင့်မလို့သမီးငယ်ဖြစ်တဲ့မနီစီလီဝင်းကစာအုပ်နဲ့ပတ်သက်ပြီးလိုအပ်ချက်တွေကိုမိကုန်ထုတ်လာခဲ့တာပါ။စကိုင်းပြည်လာကွန်တိုကလူကုန်ထံတိုင်းဝိုင်းနေတာနေထိုင်တဲ့နေရာဆိုရင်လည်းမမပါဘူး။တလား၅ဆီတောင်မှတခန်းကို30ကျော်ပေးရတာပါ။ဒါပြင်ရောင်းတဲ့ချိန်မှာလည်းစာအုပ်ကတခိုးရံကလည်း ကင်းကြောင်ငလင်းတန်လင်းခနိုင်ကြောင်ကျောင်းညာရေးကောင်းပြီးတော့ဆွဲဆောင်ထားရခဲ့တာပါငလင်းနယ်ဆိုရင်လည်းပြင်းအား၈ကိုတောင်မှခနိုင်တယ်လို့ဆိုထားပါရီပြင်းအား၈ဒီခနိုင်တယ်လို့အမခန့်ထားပေမဲ့ပြင်းအား9တမခုံငလင်းလွတ်လိုက်တဲ့အချိန်မှာအဆအုပ်က တမနစ်ကြာမှမခံမနေပြိုကျသွားခဲ့တာပါဒါကြောင့်မလို့မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရကနိနာသူတို့အုပ်ဖြစ်တဲ့မနေစီလီဝင်းကတာဝန်ရှိသူတွေကိုမိကုံထုတ်လာခဲ့ပါတယ်ပြည်အား7.7ပြင်းပေမဲ့ချက်ချင်းဆိုသလိုစာအုပ်တစ်ခုလုံးပြိုကျသွားတဲ့အထိဖြစ်သွားတာကခိုင်ခဲမှုမရှိဘဲလိုအပ်ချက်တွေများနေတာလို့မနေစီလီဝင်းကတော့ယူဆပါတယ်ဒါကြောင့်မလို့စာရောင်းတဲ့အချိန်မှာငလင်တန်ကိုခန့်နိုင်နေဆိုကြတဲ့က လိန်လေကြညာထားတာဖြစ်ပြီးစာအုပ်ကအစအတွေကခိုင်ခဲမှုမရှိတာဆိုပြီးတော့ယူဆနေကြတာပါပြိုကျသွားတာပါသွားတဲ့ဒုက္ခတိုင်မွေမိသားစုမှာမိသားစုလိုရှင်နေရတဲ့16နှစ်ကျော်ဝန်းထဲတယောက်ထဲသာတက်ရှင်လေးပြန်ထွက်လာနိုင်ခဲ့တာပါကျန်တဲ့သူတွေအကုန်လုံးကအသက်မဲ့ကုန်ရပါပြီလိုလာတဲ့ဝန်းထဲကောင်မလေးရဲ့ပြေပုံရ ငလေးလုပ်တဲ့အချိန်မှာအငယ်ဆုံးကလေးလေးကထမင်းစားစပွဲနားမှာရှိနေကြတာပါအမဖြစ်သူဇနီးမောင်နဲ့ကအေကန်နဲ့မှာရှိနေတာပါမိငယ်ချင်းရဲ့ဝန်ထမ်းကောင်မလေးကဒီဘက်မှာရှိနေတာပါငလေးလုပ်ပြီးလို့ទីလိုက်တာနဲ့တပြိုင်နဲ့အကုန်လုံးကထမင်းစားကမ်းမှာရှိနေတဲ့သမီးငယ်ဆုံးစီကိုပြေးကဖက်ချဖို့လှမ်းလာကြတာပါဒါပေမဲ့လက်ချင်းတောင်မှမချိတ်လိုက်နိုင်တဲ့ဒေသမှာစကိုင်းပီလာကွန်ဒိုတစ်ခုလုံးကပြိုကျသွားကြတာဖြစ်ပါတယ် တမနေ့တည်းမှာပြုတ်သွားခဲ့တာဖြစ်တာမလို့ဘာမှတောင်မှပြေးချိန်မရလိုက်ဘူးလို့လွတ်လာတဲ့ဝန်ထမ်းကဖွင့်ရထားခဲ့တာပါ။ဒါကြောင့်မလို့စကိုင်းမီလာကွန်တိုကတမနေ့တောင်မှမခံနိုင်ပေပြုတ်သွားခဲ့တာဖြစ်တာမလို့တောင်ဝင်ရှိသူတွေအနေနဲ့ဖြည့်ရှင်းပေးတဲ့ကြောင်ပြောလာခဲ့တာဖြစ်ပါတယ်။ဒါပြင်စကိုင်းမီလာကွန်တိုပြုတ်ကြမှုကြောင့်အခြားမိသားစုဝင်တွေအများကြီးလည်းအသက်ဆုံးရှုံးသွားခဲ့တာပါ။မိသားစုဝင်တွေကတော့စကိုင်းမီလာကွန်တိုတောင်ဝင်ရှိသူတွေဖြည့်ရှင်းခိုင်းဖို့အတွက်စာရေးဆိုင်ရာတွေပြင်ဆင်နေကြပါပြီ။ ငလင်တန်ခတိုင်းနယ်လို့လိန်လေသားက10မိနစ်တွင်ပြိုသွားတဲ့ Sky Villa ကွန်တိုပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တရားချေးစီတိုင်းကိုလေးကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေနဲ့တူပြလာခဲ့ပါအောင်မယ်ရှင်။ပရိသတ်တရားချေးစီတိုင်းလေးစုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်ကြီးမှအမြဲဆုံးကင်းလွတ်ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။ အဘိနာဆိုင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလေးကိုစိန်နှလုံးရှင်လည်းချက်မိပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးပို့တာရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုစုံတက်လိုက်ရပါတယ်